မင်းအားပါလို့ချင်းမင်းတို့ခင်ဗျာကျွန်တော်ရဲ့ BOC Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောင်ကြီးမီးပုံးမြန်ပွဲရဲ့နှုတ်ပညာနဲ့တမိုင်းချောင်းကိုတင်ဆက်ပေးတော့ပါမယ်ဒါကြောင့်မို့ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုဆုံးတီကြည့်ပေးဖို့မေတ္တာရက်ခံရပါတယ်ဘဝမှာတစ်ခါမှမမြင်ဘူးသေးတဲ့ကြီးဆုံးနဲ့အလားဆုံးမီးရှို့မီးပန်းပွဲတော်ကိုမြင်ဘူးကျင်ကြပါသလားအဲ့ဒါဆိုရင်တော့ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးကိုလာရပါလိမ့်မယ်တစ်နှစ်ပတ်လုံးဖန်တီးထားတဲ့မီးပုံးမြန်တွေဟာမီးအိမ်ပေါင်းများစွာကိုတည်ဆောင်ရင်ကောင်းငင်ရန်ကိုတက်သွားတယ်မြင်ကွင်းက ျွန်တော်တို့ရဲ့မှတ်ဉာဏ်ထဲမှာနှစ်ပေါင်းများစွာဆွဲတင်ကြံ့ရင့်နေစေပါမြမရွေရယဉ်ကျေးမှုနဲ့စိတ်လုံးရှားစရာပြိုင်ဆိုင်မှုတွေရောရှက်နေတဲ့တောင်ကြီးတောင်နိုင်ပွဲတော်ကြောင်းကိုပြောပြခြင်းပါတယ်1894ခုနှစ်ဗြိတိရှ်ကိုလိုနီခေတ်မှာဖျော်ဖြေအနေနဲ့စတင်ခဲ့တာဟာဒီမီးဘုံမြန်ပွဲရဲ့အစပါပဲအစပိုင်းမှာရိုးရိုးမီးဘုံမြန်တွေလွတ်တင်ခဲ့ရာကနေဒေသခံတွေရဲ့ယဉ်ကျေးမှုနဲ့ယုံကြည်မှုတွေပေါင်းဆက်လာခဲ့ပါတယ်1964ခုနှစ်နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာဆိုင်ရာပူဇော်ပွဲအဖြစ်ပြောင်းလဲခဲ့ပြီးတော့ပွဲတော်အားလည်းပိုပြီးအသေးပဲရှိလာခဲ့ပါတယ်။မိဘုံမြန်တွေကနဂေါင်းနှမျက်တွေတီးရှိရာဇူနာမနိဇေဒီတော်ကိုပူဇော်တဲ့သဘောနဲ့လွတ်တင်ကြပါတယ်။နှစ်ပေါင်းတရာကျော်ကြာတဲ့အထိဒီအစဉ်လာတောင်ကြီးမြို့သူမျိုးသားတွေရဲ့အဓိကဂုဏ်ယူမှုဖြစ်နေပါတယ်။ရိုးရှင်းတဲ့အစားပြုရာကနေကဘာကျော်ပွဲတော်တစ်ခုအဖြစ်ဘလို့ပြောင်းလဲလာတယ်လဲဆိုတာစူးစမ်းကြည့်ရအောင်ပါ။ဒီမိရှန်တွေရဲ့တမန်ကြောင့်ကတောင်ကြီးမြို့ရဲ့အသက်ရှူတံပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ကြီးက တနည်းတခါကပ္ပအံဖွယ်ပွဲတော်တစ်ခုဖြစ်ထင်ရှားပါတယ်။ဒါအာရှမှာခမ်းနားဆုံးအကြီးကျယ်ဆုံးနဲ့လက်ရမြောက်ဆုံးအလင်းရောင်ပွဲတော်တောင်ကြီးတောင်တိုင်းမှာပဲ။မီးလင်းရောင်တွေမီးပန်းတွေနဲ့အေယာမမီးပြန်တွေကောင်းကင်ကိုဖုံးလန်းသွားတဲ့မြင်ကွင်းကရင်သက်ရှူမောစရာပါ။ညာမီးကြီးရဲ့ပောက်ကွဲတံတွေဟာမြေပြင်ကို တုံကြီးစေပြီးတော့စိန်နားပိုင်ရဲ့အမှုပညာကအမခံပဲဖြစ်ပါတယ်။ဒီပွဲတော်ကိုလာရောက်တဲ့ခီးသွားတွေကရှမ်းနယ်မြမရင်ကျေးမှုနှစ်ခုစလုံးကိုတပြိုင်တည်းခံစားဝင်ရကြပါတယ်။ရိုးရအမှုပညာတွေ ဘာသာရေးယုံကြည်မှုနဲ့စိတ်လုံးရှားပွဲပြိုင်ပွဲတွေရောရှက်နေတဲ့ထူးခြားတဲ့ပွဲတော်ပါဂျပွန်ရဲ့ဝါသနာရှင်တွေအတွက်တော့ကောင်းငင်ရံမှာရောင်စုံအလင်းတွေပြည့်နေတဲ့ဒီညတွေဟာအကောင်းဆုံးခွင့်ရေးပါပဲတောင်ကြီးပွဲတော်ရဲ့တဲတဲ့ရင်ပူဖြစ်စရာနဲ့အပျော်ရွှင်ရသောအပိုင်းကိုပြောပါဆိုရင်ညမင်းကြီးပြိုင်ပွဲပဲဖြစ်ပါတယ်ဒီမီးပေါင်းမြန်တွေဟာပေတရာကျော်အထိမြင့်မားနိုင်ပြီးအောက်ခြေမှာကီလိုချီတဲ့မီးပန်းတွေကိုတက်ဆင်ထားပါတယ်မီးပေါင်းမြန်လေထဲရောက်တာနဲ့အဲ့ဒီမီးပန်းတွေဟာဆက်မပြတ်ပောက်ကွဲပြီးတော့ရောင်စုံလင်းတန်းတွေကောင်းငင်မှာပြန့်နှံ့လာခဲ့ပါတယ် ။ပောက်ကွဲသံရဲ့ကျေလောင်မှုနဲ့အလင်းပြကွက်တွေဟာစိတ်လုံရှားမှုကိုအမြင့်ဆုံးတည်ရောက်စေတာပါ။အန်နီရဲ့ကြီးတဲ့မီးနဲ့ရမ်းကိုအသုံးပြုထားတဲ့အတွက်လဲလွတ်တင်တဲ့အချိန်မှာဆိုရင်အသက်ရှူရက်လောက်အောင်ရင်ခုန်ရပါတယ်။ပြန်ပွဲဝင်တွေကသူတို့ရဲ့ပောက်ကွဲအားနဲ့ဒီဇိုင်းကိုအကောင်းဆုံးဖြစ်အောင်လာပေါင်းများစွာကြိုးစားထားကြရပါတယ်။မီးပေါင်းများတွေကအောင်မြင်စွာပြန်တက်ပြီးမီးပန်းတွေပွင့်ထွက်သွားတဲ့အခါမှာတော့ပြိတက်ရဲ့အော်ဟစ်အားပေးတဲ့တွေကအဝေးရာကွင်းကိုဖုံးလွှမ်းသွားစေပါတယ်။ညာမင်းကြီးရဲ့ရင်ခုန်တံပြီးရင် စိန်နာဗန်ရဲ့အမှုပညာကသင်ကိုငြိမ်သက်သွားစေပါလိမ့်မယ်။စိန်နာဗန်တွေဟာမိဘမြန်ကိုရဲပေါ်မှာမိရင်ပေါင်းထောင်ကြီးကိုအမှုစိတ်ပုံပေါ်ပြီးတက်ဆင်ထားတာပါ။ဒီမိရင်လေးတွေကဖះရှင်ရဲ့ဇတ်တော်တွေဒါမှမဟုတ်ရိုးရပုံမြင်တွေကိုကောင်းငင်ရမှာပကြီဆွဲပြနေတာနဲ့တူပါတယ်။မိရင်တစ်ခုစီကိုကိုယ်တိုင်ပြုလုပ်ရပြီးအမှုပညာတန်ဖိုးကိုလည်းမြင့်မားစေပါတယ်။ဒီထဲမှာဖင်းကျင်းစွာမျောပါနေတဲ့စိန်နာဗန်ဟာရွေးလျားနေတဲ့ကျယ်စင်စုကြီးလိုလှပနေပါတယ်။ပြန်ပွဲဝင်အဖွဲ့တွေက ီမိဘောမြန်နေဖန်နေဖို့အတွက်သူတို့ရဲ့စိတ်ကူးနဲ့အချင်းတွေကိုအပြေအဝပုံရောကြရပါတယ်။စိန်နာပန်ဆိုရင်တောင်ကြီးဘွဲတော်ရဲ့နူးညံ့ပြီးငိမ့်ညံ့တဲ့ပချမ်းကိုကိုစားပြုပါတယ်။တောင်ကြီးဘွဲတော်ကရာဇုနှစ်တခုကျော်ကြာတဲ့သမိုင်းကိုဖျက်တမ်းလာတဲ့အသက်ဝင်နေတဲ့ရင်ကျင်းမှုအမွေနဲ့တခုပါ။မူလကဗြိတိရှားကိဖျော်ဖြေအနေနဲ့စတင်ခဲ့ပြီးမဲ့နောက်ပိုင်းမှာဒေသခံတွေရဲ့ဘာသာရေးယုံကြည်မှုတွေရောနှောလာခဲ့ပါတယ်။နိုင်ငံရေးစည်းရုံးချင်းတွေကြားမှာရန်နာခဲ့ရပြီးမဲ့နှစ်စဉ်ပုံမှန်ပြန်လည်ကျင်းပနိုင်အောင်ဒေသခံတွေကထိန်းသိမ်းခဲ့ကြပါတယ်။ ဒီဘွဲတော်အချိန်နဲ့မြောက်ပုံစံပြောင်းလဲလာပြီးခင်မီမီရှူမီပန်းနီးပညာတွေကပေါင်းဆက်လာပါတယ်။ဒါပေမဲ့မီးပုံမြန်လွတ်တင်ခြင်းရဲ့ရည်ရွယ်ချက်ဂုံယူမှုနဲ့ဖွဲ့စည်းစိတ်ဓာတ်ကတော့မပြောင်းလဲသေးပါဘူး။ဒီဘွဲဟာရှမ်းနဲ့ဗမာရင်ကျင်းမှုတို့ရဲ့ပေါင်းဆက်မှုကိုပြသနေတဲ့ဒူးရတဲ့တမိုင်းမှတ်တမ်းတစ်ခုပါ။တောင်ကြီးမျိုးစုံမျိုးသားတွေရဲ့ဇွဲလုံးလာနဲ့ရိုးရအောင်မွေးတွေကိုချစ်တဲ့စိတ်ကြောင့်သာဒီဘွဲတော်ရှင်းလန်းနေရပါ။ကြီးမားတဲ့မီးပုံမြန်တစ်လုံးကလူတို့ရဲ့လက်ရမဟုတ်ပဲလူရောက်တရာရဲ့စူပေါင်းစွမ်းအားပဲဖြစ်ပါတယ်။ပြန်ဘောဝင်အဖွဲတွေက နားပေါင်းများစွာအချိန်ယူပြီးစက်ကူကတ်ထားမိအိမ်ပြုလုပ်တာတွေကိုစီစီလုံးလုံးလှုပ်ဆောင်ကြရပါတယ်အဖွဲ့ဝင်နိုင်ငံတာဝန်ခွဲဝေယူပြီးအသေးစိတ်ကစားဂရုတစိုက်လှုပ်ဆောင်တာကအောင်မြင်မှုရဲ့တော့ချက်ပါလွတ်တင်ချိန်မှာမိမွေးသူဟိန်းသိမ်းသူနဲ့လမ်းညွန်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကအန္တရာယ်ကင်းရှင်းရေးအတွက်အရေးကြီးဆုံးပါမိဘများအောင်မြင်စွာပြန်တက်သွားတဲ့အခါမှာတော့အဖွဲ့သားအားလုံးရဲ့ဝမ်းသာအားရအော်ဟစ်တန်တွေကညညွတ်မှုရဲ့အောင်ပွဲပါပဲဒီပွဲတော်ဟာရက်ကွက်နဲ့ဒေသခံတွေကြားကချစ်ခင်မှုကိုသိုးပွားစေတဲ့စီးလုံးရဲ့လှုပ်ရှားမှုတစ်ခုလိုပါပဲ အောင်မြင်မှုကငွေကြေးထက်အဖွဲလိုက်ကြိုးပမ်းမှုနဲ့ညီညွတ်ခြင်းရဲ့ဂုဏ်သိက္ခာကိုကိုးစားပြုထားပါတယ်။အဝေယာကွင်းကြီးကတောင်ကြီးတထောင်နိုင်ညတွေမှာမြန်မာနိုင်ငံရဲ့အစီအကားဆုံးနဲ့အပူငွေဆုံးနေရာဖြစ်လာပါတယ်။ပေးသက်ထောင်ပေါင်းများစွာညမီးကြီးတွေနဲ့စင်သားပန်တွေလွတ်တင်တာကိုစိတ်လုံရှားစွာစောင့်ကြည့်တတ်ကြပါတယ်။ညမီးကြီးပောက်ကွဲတံတွေမိန်းမတွေရဲ့အလင်းနှန်းတွေနဲ့ပြေးသက်တွေရဲ့အော်ဟစ်တံတွေကဝင်းတစ်ခုလုံးကိုလွှမ်းကြုံထားပါတယ်။မိဘများအောင်မြင်စွာပြန်တက်သွားရင်ဝမ်းသာအားရဩဘာပေးတံတွေကကောင်းငင်ကိုပက်တင်ထက်စေပါတယ်။ ။ညရာတွေဟာရိုးရာဈေးတိုင်းတန်းတွေအစားအသောက်တွေနဲ့ဖျော်ဖြေရေးတွေကြောင့်စီကားနေပါတယ်။အိုရာကွင်းကတနစ်တကာပျော်ရွှင်မှုရင်ခေါင်မှုနဲ့စီးသောမှုတို့ရဲ့တင်ကြရဖြစ်လာပါတယ်။နောင်မော်ဒေသရဲ့အေးမြတဲ့လေထဲမှာမီးလင်းရောင်တွေနဲ့ပျော်ရွှင်နေတဲ့လူအုပ်ကြီးကမော်ဆန်နဲ့မြင်ကွင်းတစ်ခုပါ။မြေပုံရံပွဲတော်ကြီးကပျော်ရွှင်ပွဲတစ်ခုဆိုပေမဲ့သူတို့ရဲ့အမျက်တွေရာကတော့နတ်ရှိုင်းနဲ့ဗုဒ္ဓဘာသာယုံကြည်မှုပါပဲ။ပဇောင်မုံလာပြီဟာရဟန်းတန်ဃာတွေသင်္ကန်းကက်လို့တဲ့ကထင်ရာတိရဲ့အဆုံးသက်လေဖြစ်ပါတယ်။မိဘုံမြန်တွေလွတ်တင်ခြင်းက ဘုရားရှင်နဲ့နတ်မြတ်နှကောင်းတွေကိုယိမ်းမှန်းပြီးတော့အလင်းပူစောတဲ့သဘောပါဒီဘွဲတော်ကာလအတွင်းမှာဆိုရင်မတော်တင်ငန်ရလုတ်ပြိုင်ပွဲလိုမျိုးဘာသာရေးခန်းသားတွေကိုလည်းခန်းသားစွာကျင်းပကြပါတယ်မကောင်းဆိုးဝါးတွေကိုမင်းနဲ့မောင်းထုတ်ပြီးတော့ကံကောင်းခြင်းတွေယူဆောင်လာဖို့ဆိုတဲ့ယုံကြည်ချက်ကလည်းရှိပါသေးတယ်ဒေသခံတွေကလူတန်းတွေပြုလုပ်ခြင်းဖျားဖူးခြင်းတွေစတဲ့ကုသိုလ်ရေးတွေကိုလည်းပြိုင်နဲ့လှုပ်ဆောင်ကြပါတယ်မိဘမယားရဲ့အလှကပျော်ရွှင်မှုကိုပေးသလိုဘာသာရေးအနှစ်သာရကငြိမ်းချမ်းမှုကိုဖန်တီးပေးပါတယ် တောင်ကြီးမြို့ကိုဘာသာသိရှိအောင်ဆွဲဆောင်ပေးနေတာကတော့ဒီထူးခြားတဲ့မိဘုံမြန်ပွဲတော်ပဲဖြစ်ပါတယ်ဒီပွဲဟာကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အန္တရာယ်ရှိဆုံးလေဘူဘူမိဘုံမြန်ပွဲတော်ဖြစ်ကြော်ကြားပါတယ်ထောင်ချီတဲ့မိရင်တွေနဲ့ဖန်တီးထားတဲ့စိန်နာဗန်တွေရဲ့အမှုပညာကနိုင်ငံတကာကခီးသွားတွေကိုအံ့အားသင့်စေပါတယ်ညာမီကြီးရဲ့ပောက်ကွဲမှုတွေဟာဘယ်နိုင်ငံကမှမိဘန်ပွဲတော်နဲ့မှမတူတဲ့စိတ်လုံရှားမှုကိုပေးနိုင်ပါတယ်ရာသီဥတုအေးမြတဲ့တောင်ပေါ်ဒေသမှာကျင်းပတာဖြစ်လို့ ခံစားမှုသစ္စာတွေကိုလည်းပေးစမ်းပြန်ပါတယ်။ဒီသွားတွေကဒီပွဲတော်မှာမြမရိုးရယဉ်ကျေးမှုနဲ့ဒေသခံတွေရဲ့ဖော်ရွေမှုတွေကိုနိကလေးလာခွင့်ရခဲ့ပါတယ်။လောင်တိုင်းလာပြင်းနေရမိုးရသည်ကုန်ဆုံးပြီးစောင်းဦးရဲ့အေးမြတဲ့ညတွေစတင်ခြင်းပဲဖြစ်ပါတယ်။မိုးကုံစားကောင်းငင်ဟာပိုပြီးကြည်လင်နေတဲ့အတွက်မိဘုံမြန်နေပုံမလှပစွာပြန်ဝဲနိုင်ပါတယ်။ဒါမို့ဒေသရဲ့အေးမြတဲ့လေထဲမှာမီးလင်းရောင်တွေကပိုပြီးတော့နှွေးထွေးရဲ့ခံစားချက်ကိုလည်းပေးပါတယ်။ ဒေသခံတွေကမီးဖုံးမြန်ကိုလွတ်တင်ပြီးကံမကောင်းတာတွေကိုမောင်းထုတ်ပြီးမျောလင်းချက်သစ်တွေကိုပို့လွတ်တက်ကြပါတယ်။မီးဖုံးမြန်တွေပြန်ဝဲနေချိန်မှာလက်အုပ်ချပြီးစူးတောင်းနေတဲ့သူတွေကိုနေရာနှံ့မှန်တွေ့မြင်ရမှာပါ။ဒီညတွေကဘဝတွေအကောင်းဆုံးစူးတောင်းနေမျောလင်းချက်တွေကိုကောင်းငင်ပုံစီပေးဖို့တဲ့အချိန်ပဲဖြစ်ပါတယ်။တောင်ကြီးမီးဖုံးမြန်ပွဲတော်ဟာနေကင်းနဲ့ညကင်းပြိုင်ပွဲဖြစ်ခြားနားစွာရှင်ပြိုင်နဲ့ထူးခြားမှုတွေရှိနေပြန်ပါတယ်။နေကင်းပိုင်းမှာပုံသဏ္ဍာန်မီးဖုံးမြန်တွေရဲ့အကျိုးစားနှုတ်ပညာလက်ရာနဲ့တန်တန်းနိုင်စွမ်းကိုကဲဖြတ်ပါတယ်။စင်နွားကြား စတဲ့တိရစ္ဆာန်ပုံစံမျိုးမျိုးကိုအနုစိတ်ဖန်တီးထားတော့နှိမ့်ခင်းမှာမြင်တွေ့ရနိုင်ပါတယ်။ညပိုင်းတွေမှာတော့စိန်နာဘန်ရဲ့မီးရိုင်ဒီဇိုင်းအလှနဲ့ညမီကြီးရဲ့မီးပောက်ဝဲအားကိုရှင်ပြန်ကြရပါတယ်။နေမီပုံမြန်တွေကဒေသခံတွေရဲ့လက်မှုပညာစင်းနှန်းကိုပြသပြီးတော့ညမီပြန်တွေကတော့စိတ်လုံရှားမှုကိုဖန်တီးပေးပါတယ်။တရက်တည်းမှာပဲအမှုပညာလက်မှုပညာစွမ်းရည်နဲ့စိတ်လုံရှားမှုမျိုးမျိုးကိုခံစား권ရတာဟာဒီပွဲရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။မီးပုံမြန်လွတ်တင်ခြင်းက ပြောစရာကောင်းရုံသာမကပဲနဲ့နတ်ဆိုင်နဲ့လိုဝဲချင်းနဲ့ယုံကြည်မှုတွေလည်းရှိပါတယ်။မိဘုံရဲ့မိမိပြန်တဲ့လေအဲ့ဒီအဖွဲနဲ့ဒေသအတွက်ကံကောင်းခြင်းတွေပုံမသေးဆောင်လာလေလေဆိုပြီးယုံကြည်ကြပါတယ်။မိဘုံမြန်မကောင်းတဲ့ကံကြမ္မာတွေအညာခိုက်တွေကိုမင်းနဲ့မောင်းထုတ်ပြီးတော့ကောင်းငင်ကိုတည်ဆောင်သွားတယ်လို့ယူဆကြပါတယ်။ဒါကြောင့်ပြိုင်ပွဲဝင်တွေကအောင်မြင်စွာပြန်ဆန်းနိုင်ဖို့အတွက်လာပေါင်းများစွာကြိုးစားပြီးတော့ကုသိုလ်ကောင်းမှုတွေလည်းပြုကြရပါတယ်။မင်းလင်းရောင်တွေကစိတ်ပိုင်းဆိုင်ရာအားဟင်ကိုပေးပြီးအောင်မြင်မှုကိုဖိတ်ခေါ်တယ်လို့လည်းယုံကြည်ကြပါတယ်။ ဒီပွဲတော်ကိုလာရောက်တဲ့အခါမှာတော့ဒေသခံတွေရဲ့စူတောင်းမှုနဲ့ယုံကြည်မှုတွေကိုအနိကလေးလာခွင့်ရပါလိမ့်မယ်။မိဘုံမြန်တလုံးလေတဲ့ရောက်တဲ့အခါအဖွဲ့သားတွေရဲ့ဝမ်းသာအားရမှုဟာဒီယုံကြည်မှုရဲ့တက်တည်ပါပဲ။စိန်နာဘန်နဲ့မိဘုံမြန်ရဲ့အလားရိုးရိုးမီးရင်တွေရဲ့အလားမဟုတ်ဘဲနဲ့ဘာသာရေးအသေးပဲပြည်နေပါတယ်။ဒီမိဘုံမြန်ရဲ့ကိုယ်ထဲမှာဖျားရှင်ရဲ့ဇက်တော်ကြီးဆွဲဘွက်ကိုအသေးစိတ်ပုံဖော်ထားလို့ရှိပါတယ်။ဝိဇန္ဒရာ တင်မိစတဲ့ဖရာအလောင်းတော်တို့ရဲ့မုံမြတဲ့ဆွန်းလွန်မှုတွေကိုကောင်းငင်ရံမှာပြန်လဲပေါ်ပြနေတာပါမိရင်မောင်ထောင်ကြီးကိုအသုံးပြုပြီးဒီဇက်တော်တွေကိုကောင်းငင်ရံပကြီးကအပြင်ဖန်တီးထားတာဆိုရင်အမခန်းနဲ့လက်ရာတွေပါဒီလိုပူဇော်ခြင်းကဖရာရှင်ကိုပူဇော်ခြင်းအပြင်လူတွေဗုဒ္ဓတရားတော်ကိုအမတ်ရစေဖို့လည်းရည်ရွယ်ပါတယ်စိန်နာဘန်ကိုကြည်ရှုခြင်းဖြင့်ဇောင်းနိုင်ပွဲတော်ရဲ့နှဆိုင်နဲ့ဘာသာရေးနှစ်သာရကိုလည်းခံစားနိုင်ပါတယ်လေထဲမှာပြင်းပြသောမျိုးပါနေတဲ့ဒီဇက်တော်ပုံရိပ်တွေဟာညဉ့်ညံ့တဲ့ခံစားချက်ကိုလည်းပေးစွမ်းပြန်ပါတယ် ောင်ကြီးမျိုးသူမျိုးသားတွေအတွက်မိဘုံရံပွဲတော်ဟာဆိုရင်တို့ရဲ့ယဉ်ကျေးမှုဂုဏ်ယူမှုနဲ့အမတ်သားတွေပါပဲတို့ကဒီပွဲတော်ကိုနှစ်ပေါင်းများစွာကြိုးစားပန်းစားထင်းထင်းလာခဲ့ကြပါတယ်ပြိုင်ပွဲဝင်အဖွဲ့တွေကလည်းတို့ရဲ့ရက်ွက်နဲ့ဒေသအတွက်ဂုဏ်ယူစွာနဲ့အကောင်းဆုံးမိဘုံရံတွေကိုဖန်တီးကြပါတယ်ခီးသွားတွေလာရောက်ကြည့်ရှုတာကတို့ရဲ့ယဉ်ကျေးမှုကိုကဘာကအတိမပြုတာလို့ခံယူပြီးဂုဏ်ယူကြပါတယ်မိဘုံရံဖန်တီးရမှာလိုအပ်တဲ့လက်မှုပညာနဲ့ဖန်တီးနိုင်စွမ်းဟာတောင်ပေါ်မျိုးသားတွေရဲ့အမှုပညာစွမ်းရည်ကိုဖော်ပြနေပါတယ်တောင်ကြီးတောင်နိုင်ငံက ဒေသခံတွေရဲ့ကိုယ်ပိုင်အမှတ်သားလို့ဖြစ်နေပါပြီ။တောင်ကြီးတောင်တိုင်းပွဲတော်ဟာသင်းဘဝမှာတစ်ခါလောက်တော့မဖြစ်မနေကြည်ရှုတဲ့နဲ့ကဘာကျော်ပွဲတော်ပဲဖြစ်ပါတယ်။အေယာမစိန်နာပိုင်ရဲ့အမှုပညာနဲ့ညမင်းကြီးရဲ့ပောက်ကွဲအားဟာသင်ကိုဆွဲဆောင်ပါလိမ့်မယ်။ဒီပွဲဟာတောင်ပံပျော်ရှင်ပွဲမဟုတ်ဘဲနည်းနည်းတဲ့ဘာသာရေးနဲ့ဆင်ဟာရိုးရာတွေပေါက်ဆက်ထားပါတယ်။ရှမ်းပြည်နယ်ရဲ့အေးများတဲ့ရာဇီဥတုအောင်မှာမီးလင်းရောင်နေနဲ့ပျော်ရှင်နေတဲ့ထောင်နဲ့ချီတဲ့လူအုပ်ကြီးကိုမြင်တွေ့ရမှာပါ။ရန်ပွဲဝင်တွေရဲ့ရင်ခုန်တဲ့လုံးလဝရိယာနဲ့အောင်မြင်မှုရဲ့စူပေါင်းစိတ်ဓာတ်ကိုအနိကခံစားနိုင်ပါတယ်။ က်ပုံလာလာလေးတွေရိုက်ယူဖို့မမေ့နိုင်စရာအမှတ်ရတွေဖန်တီးဖို့အတွက်အကောင်းဆုံးအချိန်ပါပဲ။အနေရရှိသလောက်စိတ်လုံးရှားပွဲကောင်းတဲ့ဒီပွဲဟာကဘာမှာရှာရှာပါပါပွဲတော်တစ်ခုပါ။ဒီပွဲတော်ဟာဆိုရင်ရိုးရှင်းတဲ့ပွဲတော်တစ်ခုတည်းပို့ပါတယ်။ဒါရှမ်းလူမျိုးတွေရဲ့အမှုပညာဖန်တီးမှုစူပေါင်းလုံးနိုင်စွမ်းနဲ့ဘာသာရေးယုံကြည်မှုရင်ကုန်စရာအစင်လာတွေကိုပေါင်းဆက်ဖော်ပြတဲ့ကောင်းကင်ယံမှာအမွေနှစ်တစ်ခုဖြစ်ပါတယ်။စိန်နာပိုင်ရဲ့လိုဝဲစမ်းကြတဲ့လှနဲ့ညမကြီးရဲ့အစွမ်းပြုမှုတွေကိုကိုယ်တိုင်ကိုကြခံစားကြည့်ဖို့အတွက် ပသက်မှာတခါတော့တောင်ကြီးမြို့ရဲ့ဒီဇိုင်းနိုင်မေးပုံးမြန်ပွဲကိုသွားကြည့်တင်ပါတယ်။ဒါဆိုရင်ဒီကူယိုကိုကြည့်နေတဲ့သူတွေထဲမှာကောတောင်ကြီးမြို့ရဲ့မေးပုံးမြန်ပွဲမှာကြုံရတဲ့အမှတ်တရတွေကိုပုံမှန်မှာရေးခဲ့ရင်းနဲ့မရောက်ဘူးသေးတဲ့သူတွေကလည်းတစ်ခေါက်တော့သွားကြည့်ပါလို့ပြောရင်းနဲ့ညီကုံချုပ်လိုက်ပါတယ်။နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြရအောင်ပါ။